မင်္ဂလာပါရှင်ခမီလာနျူးစ်ကနေကြိုဆိုပါရစေဒီကနေ့မှာတော့မီဇိုရမ်မှာတရားမဝင်နေထိုင်သူတွေကိုမောင်းထုတ်ဖို့အစိုးရလှုံ့ဆော်နေပြီလို့ပြည်နယ်ဝန်ကြီးချုပ်ပြောတဲ့သတင်းကိုတင်ဆက်ပေးမှာပါအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်မှာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့နေထိုင်ခွင့်လက်မှတ်မရှိဘဲနေထိုင်ကြတဲ့သူတွေကိုမောင်းထုတ်ဖို့အစိုးရကအရေးယူဆောင်ရွက်မှုတွေလှုံ့ဆော်နေတယ်လို့သိရပါဗျမြို့တော်အိုက်ဇော်ခိုင်စာကောတိုင်မှာလက်ရှိကျင်းပနေတဲ့ရမ်းမီဇို Association YMA အဖွဲ့ရဲ့အထွေထွေညီလာခံမှာ မီဇိုရန်ပြည်နယ်ဝင်ကြီးချုပ်လေဒူဟိုမာကပြောဆိုခဲ့တဲ့အပြင်ဝင်ကြီးချုပ်နာရန်ဒရာမိုဒီနဲ့ပြည်ထရေးဝင်ကြီးအာမရှာတို့ကလည်းမကြသေးခင်ကဆွေးနွေးခဲ့ပါသေးတယ်။ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ခွင့်ပြုချက်နဲ့တရားမဝင်နေထိုင်ကြတဲ့တိုင်းရင်းသားမဟုတ်တဲ့သူတွေကိုမောင်းထုတ်ဖို့ရည်ရွယ်ချက်ကိုဝင်ကြီးချုပ်နဲ့ပြည်ထောင်စုပြည်ထရေးဝင်ကြီးတို့ကိုကျွန်တော်အသိပေးခဲ့ပါတယ်လို့မီဇိုရန်ပြည်နယ်ဝင်ကြီးချုပ်လေဒူဟိုမာကပြောဆိုထားတာပါ။အဲ့ဒီပြင်လေဒူဟိုမာကအိုက်ဇောမျိုးရဲ့ရက်ကွက်အချုပ်မှာဒီလုပ်ငန်းကိုစတင်နေပြီလို့လည်းပြောကြားခဲ့ပါသေးတယ်။1883ခုနှစ် နိုင်ငံ Eastern Frontier Regulation BEFRC မြင့်အောင်မှာစတင်ပြဋ္ဌာန်းခဲ့တဲ့ ILB ဟာတိုင်းရင်းသားလူအဖွဲ့အစည်းတွေနဲ့သူတို့ရဲ့မြင်ရာတွေကိုကာကွယ်ဖို့ရည်ရွယ်ထားတယ်လို့လေဟုံးမကပြောကြားခဲ့ပြီးတော့အဲ့ဒီစီမင်းညာတိုင်းရင်းသားမဟုတ်သူတွေဟာပြည်နယ်အတွင်းမှာမြေယာဝယ်ယူပိုင်ဆိုင်ခွင့်မရှိဘူးလို့လည်းသိရပါဗျ။ဝင်ကြီးချုပ်ကတရားဝင်ဝင်ရောက်မှုတွေတားဆီးဖို့အတွက်ပြည်နယ်အစိုးရဟာ online ILB စနစ်ကိုအသုံးပြုနေပြီးတော့အဆင့်မြင့်တင်မှုတွေလှုံ့ဆော်နေတယ်လို့လည်းပြောကြားခဲ့ပါဗျ။အဲ့ဒီပြင် တရားမဝင်အခြေချနေထိုင်သူတွေကိုဖယ်ရှားရေးလုပ်ငန်းစဉ်မှာပူးပေါင်းပါဝင်ပြီးတော့တရားမဝင်အခြေချနေထိုင်သူတွေပြည်နယ်ကထွက်သွားစေဖို့အတွက် YMA အဖွဲ့ဝင်တွေဒေသခံနဲ့ကြေးရွာကောင်စီတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းတောင်းဆိုခဲ့ပါသေးတယ်